အားလုံးမင်္ဂလာပါရှင်။ကျွန်မဆင်းနေနေတာတော့ဒါတာမာရီယာမွန်တက်ဆူရီရဲ့လေးလာပေါ်လေးလာထားချက်တွေတွေရပါတော့เนาะကျွန်တော်တို့ဒီပညာရေးရဲ့အခြေခံမှုခုနှစ်ချက်ကိုဆင်းနေနေတာပါ ပထမဦးဆုံးချက်ကကလေးကိုကစားခွင့်နေပေးရမယ်ကစားခွင့်ပေးရမယ်နောက်တခါသူ့ကိုလည်းကျွန်တော်တို့တွေဒီပေါ့နော်ကြိုးရင်ပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်မှာမလုပ်ရမလို့ဆိုလို့ရှိရင်ဒါအပတ်ဝန်းကျင်ကိုကျွန်တော်ပြင်ဆင်ပေးထားရမယ်ဒါလူကြီးမိသားစုဆရာသမားတွေအနေပြီးတော့ကြိုးရင်ပြင်ဆင်ပေးထားရမယ်နောက်တခါ intervention သူ့ကိုအမိကိုကင်းကင်းနဲ့လွတ်လွတ်လပ်လပ်ပေါ့နော်ကစားလှုပ်ဆောင်ခွင့်အင်ယူခွင့်ကိုပေးရမယ် အဲနောက်တစ်ခုနံပါတ်၄ရကြတော့လက်တွေ့လုပ်ငန်းတွေများများပေးရမယ်သူတို့ကိုယ်တိုင် hand on learning တွေများများပေးရမယ်နောက်တစ်ခုကနံပါတ်၅ကကြတော့ဒီကလေးကိုပေါ့လို့ကလေးရဲ့စိတ်ဝင်စားမှုကိုလေ့လာကြည့်ရှုသုံးသပ်နေရမယ်အဲအဲ့ဒီကအချက်တွေကိုကျွန်မဆွေးနွေးသွားပါတယ်အဲဒီနေ့မှာဆိုလို့ရှိရင်လို့ပဲကျွန်မတို့ဒီကနံပါတ်6အချက်ဖြစ်တယ်ပေါ့နော်ဟိုကလေးကိုဘလို့ဒီစီစဉ်ဆောင်ရွက်ပေးရမလို့ဆိုတာလေးကို sorry လူတွေစီစဉ်ဆောင်ရွက်ပေးရမလို့ဆိုတာလေးတွေကိုကျမတို့ကဆက်လဲပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီရှေ့မှာတော့ကျမအချက်၅ချက်ကိုဆွေးနွေးပြီးသွားပြီ။ခင်ဗျားမှာဆိုရင်တို့တွေကိုဘလို့စီစဉ်ဆောင်ရွက်ပေးမလို့။တို့ကို freedom တော့ပေးရမယ်။ freedom ပေးရမယ်။ဒါပေမဲ့လို့ freedom ဆိုတာလုံချင်ရလုံမင်းကလေးလုံချင်ရလုံကလေးပြေးလွှားခြင်းဘလို့ဟိုလောကကြီးလွတ်ထားရတာမဟုတ်ဘူး။စီးပေါင်းတော့ရှိရယ်လက်မရှိရယ် အဲ့ကဘောင် စီးဘောင်အတွင်းမှာပဲသူ့ကိုလွတ်လပ်စွာတင်ယူခွင့်ပေးတာစီးဘောင်စီးသူ့ရဲ့စီကံကလနာရှိတယ်ဒါပေမဲ့လို့အဲ့ဘောင်အတွင်းမှာသူတို့လွတ်လပ်စွာတင်ယူခွင့်ရှိရဲ့အဲအဲ့ဒါဆိုလို့ချင်း limitation of freedom လို့သူတို့ကသတ်မှတ်ပါရဲ့ဒါလွတ်လပ်သူ့ရဲ့ဒီရရှိသွားစေခြင်းတဲ့အကြောင်းအရာတွေကိုစနစ်တကျရရှိသွားအောင် လွလွလပ်လပ်တည်ယူခွင့်ရရှိအောင်စီစဉ်ဆောင်ရွက်ပေးခြင်းကိုဖြစ်ပါတယ်။ဒါကြောင့် prepare environment ဖြစ်ရမယ်ဆိုတာဒီကလည်းအရေးကြီးတဲ့ချက်ထဲမှာပါနေရပါရှင်။ဒါဆိုရင်ကလေးကိုလွတ်လပ်ခွင့်ပေးခြင်းဟာကလေးလှုပ်ချင်ရလှုပ်ခွင့်ပေးခြင်းမဟုတ်ပါဘူးတဲ့။ကလေးကိုလွတ်လပ်ခွင့်ပေးရဆိုတာလှုပ်ချင်ရလှုပ်ခွင့်ပေးတာမဟုတ်ပါဘူး။ကလေးအတွက်ကောင်းမွန်သောဆရာကကုညီကလေးစိတ်ဝင်စားမှုပေါ်မှာအခြေနေတွေပေါ်မှာမူတည်ပြီးတော့ပေါ့နော်။ကလေးပါကိုစိတ်ဝင်စားတော့စိတ်ဝင်စားမှုပေါ်မှာမူတည်ပြီးတော့ အတီးပြုတ်ပြီးတော့ပြင်ဆင်ထားတဲ့ရွေးချယ်စရာတွေတဲကမှလွလွတ်လပ်လပ်ရွေးချယ်ခွင့်ကိုပေးထားခြင်းဖြစ်တယ်တဲ့ဥပမာဆရာကကျမတို့သူတို့ဟိုဟာဒီတင်ကြားမှုတစ်ခုကိုအယောင်လေးကိုသူတို့ဒါအယောင်ကအယောင်ခုနှစ်မျိုးအပြင်ဆက်ပြီးတော့အယောင်လေးထပ်ရှိသေးတယ်ဆိုတာတွေကိုသူတို့လေးလာလို့ရအောင်ဒါကြည်စီစီစဉ်ပေးထားမယ်အဲ့ဒီမှာကလေးကအဝါနဲ့အစိမ့်နဲ့ပေါင်းခြင်းကို သူစိတ်ဝင်စားလို့ ီစဉ်ဆောင်ရွက်လို့ရတယ်လို့တချို့ကလေးတွေကအနီနဲ့အပြာပေါင်းကြီးကဘာရောင်ထပ်ဖြစ်တုံးဆိုတာကိုစိတ်ဝင်စားတာဆောင်ရွက်လို့ရတယ်တယောက်နဲ့တယောက်အရောင်ကိုနှစ်သက်ထားခြင်းတော့မတူကြဘူးမတူကြဘူးလေရှင်ဒါကြောင့်ကလေးကဘယ်ရောင်စိတ်ဝင်စားလို့သူစိတ်ဝင်စားတဲ့အရောင်ပေါ်မှာ तू ဥတီပြီးတော့ရွေးချယ်ပြီးတော့ဒါကိုလေးလာစမ်းသပ်ဆောင်ရွက်ခွင့်ရှိတယ် အမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ရွေးချယ်စရာပစ္စည်းတွေကတော့ပေးထားမယ်ပေးရမယ်သူ့ရဲ့အကန့်အသတ်ပေါင်းကိုထားမယ်။အဲ့အကန့်အသတ်ပေါင်းထဲမှာသူပို့ပြီးတော့စိတ်ဝင်စားတဲ့အကြောင်းအရာကိုသူလေးလာမှတ်သားတင်ယူ လေးလာခွင့်ရှိတယ်။အဲ့လိုမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်မအယောင်လေးနဲ့နမူနာပေးပြီးတော့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။မိမိနှစ်သက်တဲ့အယောင်ပေါ်မှာမူတည်ပြီးတော့ဒီပေးထားတဲ့အယောင်တွေကမှသူတို့တွေလက်တွေ့ဆန်းသပ်ပြီးတော့လက်တွေ့လှုပ်ဆောင်စေခြင်းအပြင် တည်ယူမှုရရှိအောင် စီစဉ်ဆောင်ရွက်ပေးလို့ရပါတယ်။တခြားအကြောင်းအရာတွေလည်းအဲ့ဒီလိုနီးလဲနေနေပေါ့နော်။ကလေးရဲ့စိတ်ဝင်စားမှုအခြေအနေပေါ်မှာမူတည်ပြီးတော့အတီးပြုတ်ဟာဒါအတီးပြုတ်ပြင်ဆင်ထားရဲဆိုတာ prepare လုပ်ထားရဲပေါ့နော် prepare လုပ်ထားတဲ့ environment ထဲမှာသူရွေးချယ်စရာတွေကနေလွတ်လပ်စွာရွေးချယ်ခြင်းပေးထားခြင်းဖြစ်ပါတယ်တဲ့။မှန်ကန်တဲ့အခြေအနေတွေဟာမှန်ကန်တဲ့လမ်းညွှန်မှုတွေပေးထားတဲ့ ဲ့အရာတွေကတကယ်ဟိုတော့ဒါကြောင့်လဲဒီချစ်ပညာရေးရဲ့အခြေခံမှုခုနှစ်ချက်တည်းမှာထည့်ထားတာပါမှန်ကန်တဲ့အခြေအနေတွေမှန်ကန်တဲ့လမ်းညွှန်မှုတွေပေးထားပြီးတော့ကလေးရဲ့ရွေးချယ်ဆုံးဖြတ်မှုကိုလေးစားဖို့ဖြစ်ပါတယ်တဲ့အဲ့ဒါကကြတော့ကလေးကိုဒီတင်ပြပေးတဲ့ဆရာ လူကြီးမိဘကလေးလေးစားစားနဲ့ပြုမှုဆက်ဆံလိုက်တဲ့အခါမှာသူသူ့မှာဒါတည်ယူမှုတွေရရှိသွားစေတယ်သူဟာမိမိကိုယ်ကိုလည်းလေးစားတတ်တဲ့ လေးခါလေးတွေရရှိသွားသလိုပတ်ဝန်းကျင်ရဲ့ဒါတငယ်ချင်းရဲ့ပေါင်းတဲ့လူကြီးမိဘဆရာသမားတွေပေါ်မှာလည်းလေးစားတတ်တဲ့အလေးထားလေးတွေသူဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ဒါကြောင့်မှန်ကန်တဲ့အခြေအနေနေတယ်မှန်ကန်တဲ့လမ်းညွှန်မှုတွေကိုပေးထားပြီးတော့ကလေးရဲ့ရွေးချယ်ဆုံးဖြတ်မှုကိုလေးစားဖို့အတွက်ဒါကူညီပံ့ပိုးပေးနေတဲ့သူတွေကဒါဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ဆိုတာလေးကိုအဓိကကျွန်တော်တို့ပေါ့နော်နံပါတ်အခြေခံမှုရဲ့နံပါတ်6ချက်ဖြစ်တဲ့ freedom within limits သူတို့ကိုစီးပါအတွင်းမှာလွတ်လပ်စွာတည်ယူလေးလာခွင့်ပေးထားပါတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။နောက်နံပါတ်နောက်တစ်ချက်ကကြတော့ကျမတို့ဒီမှာဆိုရင် အကန့်အသတ်ထဲမှာလွတ်လွတ်လပ်လပ်သူတို့တွေလေးလာတည်ယူလုံဆောင်ခွင့်ပေးထားတယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်။သူတို့တွေလုံဆောင်ခွင့်ပေးတယ်လွတ်လပ်ရှိတယ်ဒါပေမဲ့လို့ ဟိုစီးပောင်အတွင်းမှာတော့သူရဲ့တက်မှတ်ထားတဲ့အကြောင်းအရာတွေကိုတော့သူမလုပ်ရမလို့ဆိုရင်ဒေးလာတည်ယူရမှာဖြစ်ပါတယ်ဆိုတာကိုဆိုလိုရင်းဖြစ်ပါတယ်ရှင်။အဲနောက်တစ်ခုက respect အဲ့ဒါရေးကြည့်တဲ့အဲ့အားကြောင့်လည်းအဓိကဒီပညာရေးရဲ့အခြေခံမူထဲမှာခုနှစ်ချက်ထားတာကလေးကိုချစ်ခင်ရမယ်။လေးစားတန်ဖိုးထားရမယ်။ဒါကြောင့်လည်းကလေးနဲ့မိပါကြကလေးနဲ့ဆရာကြအပြန်အလှန်လေးစားမှုရှိရမယ်။အဲ့လိုမျိုးလေးတွေကိုဒါ ဒီကဆက်စစ်တပြီးတော့တရားနေပြီးတော့ပြူထောင်ပေးကြရမှာပါ။အဲ့ဒါအဲ့လိုတွေနဲ့သူတို့ရဲ့အုံနောက်တွေထဲမှာအခြေခံအသည့်တွေတကယ်ကိုတန်ဖိုးထားရမယ်။အကြောင်းအရာတွေမိမိကိုကိုမိမိသိရှိမှုတွေမိမိကိုကိုမိမိတာဝန်ယူတတ်မှုတွေအဲပြဿနာတွေကိုမှန်မှန်ကန်ကန်နဲ့အေးချမ်းသာရာစွာစနစ်တကျဖြစ်ရှင်းနိုင်မှုတွေဆိုတဲ့စွမ်းရည်ဖွံ့ဖြိုးလာအောင်ကလေးကို respect ရှိရပါမယ်တဲ့ respect ရှိရပါမယ် ။လေစာတံမိုးထားရမယ်၊ချစ်ခင်မြတ်နိုးမှုတွေပေးရမယ်၊လုံခြုံနှွေးထွေးမှုတွေရှိအောင်စီစဉ်ဆောင်ရွက်ပေးရပါမယ်။ဒါမျိုးတွေရှိမှသူဟာတခုနဲ့တခုပြန်လည်လေးစားရမယ်ဆိုတဲ့တူးချင်းစီတိုင်းမှာရှိရမယ်။တိသံလက္ခဏာတွေရှိတယ်၊လိုအပ်ချက်တွေရှိတယ်၊စွမ်းရည်တွေရှိတယ်တည်ယူမှုဟန်နေမတူညီကြကြောင်းကိုလည်းနားလည်ထားရပါမယ်တဲ့ဒီဆရာသမားတွေလူကြီးမိသားစုတွေကနေပြီးတော့ ကလေးတယောက်ချင်းစီတိုင်းမှာတည်တဲ့လက္ခဏာတွေရှိတယ်။လိုအပ်ချက်တွေလည်းတယောက်နဲ့ကလေးတယောက်နဲ့တယောက်မတူညီကြဘူး။စွဲရည်တွေကလည်းတဦးနဲ့တဦးမတူညီနိုင်ကြဘူး။ဟန်ပန်နေသူတို့ရဲ့ဟန်နေသူတို့ရဲ့ဒါပေါ့နော်ဗီဇာလက္ခဏာတွေဟာမတူညီကြကြောင်းကိုဒီကလူကြီးမိဘတွေဆရာသမားတွေကနားလည်ထားရမယ်။ကလေးပေါ်မှာ respect ရှိရမယ်။မိဘနဲ့ကြာကလေးနဲ့ဆရာကြာအပြန်အလှန်လေးစားမှုရှိရမယ်။ကလေးနဲ့မိဘကြာဆရာနဲ့ ကလေးကြအပြန်လန်လေးစားမှုရှိရမယ်ကလေးတယောက်ချင်းစီတိုင်းမှာလည်းတည်တဲ့လက္ခဏာတွေရှိချောင်းကိုသိရမယ်လိုအပ်ချက်တွေဘာတွေလိုအပ်နေတာအောင်ဆိုတာကိုလည်းသိရှိနေရမယ်စွမ်းရည်တွေမတူညီကြဘူးတင်ယူမှုဟန်တွေမတူညီကြဘူးဆိုတာကိုလည်းနားလည်ထားရပါမယ်ဆိုတာကိုလေးကိုဒေါက်တာမာရီယာမော်ဒယ်စီကနေပြီးတော့ဒါလေ့လာဖော်ထုတ်ထားပေးခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဖွံ့ဖြိုးမှုအစဉ်တိုင်းအတွက်ကလေးတွေကိုလေးနဲ့စွာလေးစားတန်ဖိုးအိုးထားမှုအပေါ်မှာအခြေခံထားပါတယ်တဲ့ တချို့သောလူကြီးတွေကတဲ့ကလေးတွေအပေါ်မှာမလေးမစားတန်ဖိုးမထားတဲ့ဗက်လိုက်တဲ့အမြင်တွေရှိနေတတ်ပါတယ်တဲ့။ဒါကလည်းဟိုးလုံခဲ့တဲ့နှစ်ပေါင်းတရာကျော်ကဒီမွန်တက်ဆိုရီဆိုတဲ့ပညာရှင်ကြီးကနေပြီးတော့သူ့ရဲ့လေလာသုံးသက်ချက်တွေဖြစ်ပါတယ်။တွင်ပြိုးမှုအစဉ်တိုင်းအတွက်ကလေးတွေကိုလေးနဲ့စွာလေးစားတန်ဖိုးထားမှုပေါ်မှာ အခြေခံထားပေးရပါမယ်။အခြေခံထားရမယ်။ တချို့လူကြီးတွေကတဲ့ကလေးတွေပေါ်မှာမလေးမစားတံမိုးထားတဲ့ဗက်လိုက်တဲ့အမြင်တွေရှိနေတတ်ပါတယ်တဲ့ကလေးတွေအတွက်တဲ့အမှန်တကယ်လိုအပ်နေတာကတော့တဲ့ကလေးတွေပေါ်မှာချစ်ခင်လေးစားတံပိုးထားတဲ့စိတ်နဲ့ကလေးနဲ့ကလေးဘဝကို လေးစားကြောင်းတည်တည်ပြနိုင်တဲ့လူကြီးတွေလိုအပ်နေတာဖြစ်ပါတယ်တဲ့ဒါကိုဒေါက်တာမာရီယာမွန်တက်ဆူရီကနေပြီးတော့လေးလာဖော်တုတ်ဆွေးနွေးပေးထားခြင်းဖြစ်ပါတယ်ရှင် ်ဖွံ့ဖြိုးမှုအစဉ်တိုင်းမှာကလေးတွေကိုလေးနက်စွာတန်လေးစားတန်ဖိုးထားမှုအပေါ်မှာအခြေခံထားရပါမယ်။တချို့သောလူကြီးတွေကကလေးတွေအပေါ်မှာမလေးမစားတန်ဖိုးမထားတဲ့ဘက်လိုက်တဲ့အမြင်တွေရှိနေတတ်ပါတယ်။ရှိနေတာတွေကိုမရှိအောင်ကလေးတွေပေါ်မှာမြမြတာတာနဲ့သူတို့တွေလွတ်လွတ်လပ်လပ်နဲ့ဖွံ့ဖြိုးမှုတွေရရှိလာအောင်ဆောင်ရွက်ပေးရမှာပါဖြစ်ပါတယ်ရှင် ကလေးတွေအတွက်အမှန်တကယ်လိုအပ်နေတာကတော့ကလေးတွေပေါ်မှာချစ်ခင်လေးစားတန်ဖိုးထားတဲ့စိတ်နဲ့ကလေးတွေရဲ့ဘဝကို ကလေးနဲ့ကလေးဘဝကိုလေးစားကြောင်တက်တည်ပြနိုင်တဲ့လူကြီးတွေလိုအပ်နေတာဖြစ်ပါတယ်ရှင်။အဲနောက်တစ်ခုကကြတော့ကျမတို့ဒီကကတော့ခုနအချက်တရားတော့ကျမတို့မွန်တက်ဆရီရဲ့ပညာရေးရဲ့အခြေခံမူခုနှစ်ချက်ကိုကျမဆွေးနွေးသွားခြင်းဖြစ်ပါတယ်ရှင်။အခြေခံမူခုနှစ်ချက်ကိုကျမဆွေးနွေးပေးသွားတာ။ ဒါပြီးသွားပါပြီဒီဟာလေးကတော့ကျွန်မမွန်တက်ဆူရီပညာရေးရဲ့ဒါအနှစ်ချုပ်ကလေးပေါ့နော်ရှေးပိုင်းမှာဆွေးနွေးတော့တာလေးရဲ့အနှစ်ချုပ်ကလေးပါကလေးတွေရဲ့တဲ့လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာစွမ်းရည်တွေအစ်မြင့်လာအောင်ဆောင်ရွက်ပေးရမယ်အစီအမြင့်နဲ့တွေးခေါ်မှုဆိုင်ရာစွမ်းရည်တွေမြင်မာလာရမယ်။ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့စွမ်းရည်တွေရှိနေရမယ်။ agent ပါရစွာနဲ့ပေါ့နော်စနစ်တကျဖြေရှင်းနိုင်တဲ့စွမ်းရည်တွေရှိနေရမှာပါ။ စူးစမ်းရှာဖွေလေ့လာတည်ယူမှုဆံရာစွမ်းရည်တွေရှိရမယ်။ဒါမှလည်းတိုးတက်တဲ့အခြေအနေတွေကိုတဖြည်းဖြည်းတဖြည်းဖြည်းရောက်ရှိလာစေမှလည်းဖြစ်ပါတယ်။စူးစမ်းရှာဖွေလေ့လာတည်ယူနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးအောင်ဆောင်ရွက်ရမယ်။ပူပေါင်းပါဝင်တည်ယူမှုတွေရရှိလာအောင်လည်းဆောင်ရွက်ရမယ်။ဒါကြောင့်အသက်အပိုင်းခြားတွေနဲ့ပိုင်းခြားထားတဲ့သူ့ရဲ့ဒါပေါ့နော်။အသက်မတူတာတွေနဲ့မလုပ်ထားအောင်ဆိုရင်တည်ယူစေတာ။ဒါဆိုလို့ရှိရင်သူတို့တွေက ဤသူငယ်သူ ပြောဆိုဆက်ဆံတတ်လာမယ်အဲပူပေါင်းဆောင်ရွက်တတ်လာမယ်အဲ့လိုအကြီးချင်းလေးတွေရရှိလာစေမှာဖြစ်တယ်ပူပေါင်းပါဝင်တည်ယူမှုကိုအားပေးရမယ်အပြုသဘောဆောင်တဲ့အလေးထားတွေရှိလာစေရမယ်အဲ့လိုစွမ်းရည်တွေနဲ့တန်ဖိုးထားမှုတွေကိုဖွံ့ဖြိုးလာစေအောင်ဖွံ့ဖြိုးလာစေပါတယ်ဒီ Montessori approach Montessori ရဲ့ method ကိုသုံးခြင်းအပြင်ဒီလိုမျိုးစွမ်းရည်တွေလူမှုပေါင်းတဲ့ဆက်ဆံရေးဆိုင်ရာစွမ်းရည်တွေအစီအမြင့်ဆိုင်ရာတွေးခေါ်မှုဆိုင်ရာစွမ်းရည်တွေ နောက်ပြီးတော့ကျမတို့တွေပြဿနာတွေကိုဖြေရှင်းနိုင်တဲ့စွမ်းရည်တွေစူးစမ်းရှာဖွေလေ့လာနိုင်တဲ့စွမ်းရည်တွေအပြုသဘောဆောင်တဲ့စွမ်းရည်တွေပူပေါင်းပါဝင်ဆောင်ရွက်တတ်တဲ့စွမ်းရည်တွေတွင်ပြိုးလာစီမှာလည်းဖြစ်ပါတယ်ရှင်။အဲနောက်တစ်ခုကကြတော့ဒီလိုမျိုးနှီးတွေကိုမွန်တက်ဆရီနှီးတွေကိုလက်တွေ့အသုံးပြုပြီးတော့ကလေးတွေဘက်ဆူတွင်ပြိုးတိုးတဲ့အောင်ဆောင်ရွက်ပေးလို့ရတယ်ဆိုတာကိုဒီပညာရှင်ကြီးကနေပြီးတော့အာလေးလာပေါ်ထုတ်ပြီးတော့သူကိုယ်တိုင်လည်းဒါမျိုးတွေကိုလက်တွေ့လုံဆောင်စေခြင်းနဲ့ အာဒါဖွင့်ပြရအောင်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်ဒီမွန်ဒစရီနီလန်းနေနဲ့ပေါ့နော်ဒါကဘာကျော်တဲ့ပုံကူကြီးတွေရှိတယ်ဆိုတာလည်းကျွန်မရှေ့ပိုင်းမှာဆွေးနွေးခဲ့တယ်ဒီကကျွန်တော်တို့ဒီသောမတ်အက်ဒီဆင်တို့နော်နောက်တစ်ခါ လက်စနာလို့ဆိုလို့ရှိလို့ရှိရင်တကယ်ကိုပဲဒါတယ်လီဖုန်းတွေညီးပညာတွေတီထွင်ခဲ့တဲ့သူရဲ့စင်မီကိုတီထွင်ခဲ့တဲ့သူတွေ Google ကို founder Google founder တွေဒီလိုကမ္ဘာကျော်တဲ့ပညာရှင်ကြီးတွေဟာဒီ Montessori method ကိုသုံးပြီးတော့ငငယ်ကလေးကလေးကလေ့ကျင့်ပြောထောင်ပေးခြင်းခံခဲ့ရပြီးတော့ ကဘာကျော်တဲ့ပုံကူကြီးတွေပါတောမတ်အက်ဒီဆင်ဆိုလို့ရှိရင်ဆရာတွေကသူ့ဒီเจ้าမှာစာတင်လို့မရဘူးဒီကလေးကအိမ်မှာပဲတင်မှာဆိုအင်းရဲ့အမေလက်ထဲကိုအပ်လိုက်ခဲ့တာအင်းရဲ့မိခင်လုပ်တဲ့သူကသူ့သီးကို home schooling နေနဲ့သူကလေးကိုပြုစုပြုထောင်ခဲ့တာတောမတ်အက်ဒီဆင်ရဲ့မိခင်ကဒီလိုကဘာကျော်ကြီးကျော်တဲ့ပုံကူကြီးတွေဖြစ်အောင်ဒီလိုမျိုးဒီ Montessori method တွေနဲ့ပြောထောင်လို့ရှိရင်တကယ်စနစ်တကျတာ စိတ်သေးကလည်းခုနကြေရိုင်းမှာဆွေးနွေးသွားတဲ့ဆရာတွေရဲ့ပြေးဝရမယ့်အရေးချင်းတွေဆောင်ရွက်ပေးရမယ့်လုပ်ငန်းတွေဒါတွေကိုတော့တူတူချာချာလှုပ်ဆောင်ပေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေပေါ့နော်တကယ်ကိုဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့သူတွေဖြစ်လာအောင်ပြုစုပြောင်းထောင်ပေးလို့ရပါတယ်ဆိုတာလေးကိုကျမအနေနဲ့ဆွေးနွေးရင်းနဲ့ကျမဒီ Montessori method ကိုဆွေးနွေးခြင်းကိုဒီကုန်းချုပ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်